ားလုံးပဲမင်္ဂလာပါရှင်။ဤစဉ်ဘဝမှာလူတိုင်းအခက်အခဲမျိုးမျိုးပြဿနာမျိုးမျိုးကြုံရလေးရှိလို့ပြဿနာကိုအထီရောက်ဆုံးနဲ့စနစ်တကျဖြေရှင်းနိုင်တဲ့စွမ်းရည်ကလူတိုင်းကျွမ်းကျင်ထားရမယ်မရှိမဖြစ်လိုအပ်တဲ့စွမ်းရည်တစ်ခုဖြစ်ပါတယ်။ကိုယ်ကြုံတွေ့နေရတဲ့ပြဿနာတွေကိုရှောင်မပြေးရယ်ကိုယ်တိုင်းတာဝန်ယူဖြေရှင်းပြီးအိုက်ကနေကိုယ့်ရဲ့ problem solving skill ကိုတိုးတက်အောင်ပြုလုပ်လို့ရပါတယ်။အသစ်သစ်သောပြဿနာတွေကြုံတွေ့ရလေလေကိုယ့်ရဲ့ problem solving skill စွမ်းရည်ကပိုပြီးတိုးတက်လာလိမ့်ပါပဲ။လုံးမှာပဲဖြစ်စီသင်တန်းမှာပဲဖြစ်စီ ိသားစုမှာပဲဖြစ်စေဘယ်နေရာမဆိုပြဿနာဆိုတာမဖိတ်ခေါ်ပဲရောက်လာတတ်ပါတယ်။ဒါပေမဲ့တချို့ကတကယ်ထိရောက်တဲ့နီးလန်းတွေနဲ့ပရိုဂျက်ကြဖြင်းရှင်းနိုင်ကြပါတယ်။ဘာလို့လဲဆိုတော့သူတို့မှာ problem solving skill ကကောင်းရှိလို့ပါပဲ။ဒါကြောင့်ပြဿနာတိုင်းကိုမှန်ကန်ထိရောက်တဲ့နီးနဲ့ဖြင်းရှင်းနိုင်မှုနေ့စဉ်ကြုံတွေ့နေရတဲ့ဘဝပုံစံအခက်အခဲတွေကိုဖြေရှင်းနိုင်မှုလူတိုင်းအတွက်အဖြစ်မနေရှိတဲ့ problem solving skill ကောင်းစေဖို့ယူရပြီးမျှဝေပေးလိုက်ပါရရှင်။ လေ့လာပြီးဒီ channel လေးရဗဟုသုတလည်းရပညာလည်းရစေပြီးအယူရှိစေတယ်ဆိုရင် like and subscribe လုပ်ပြီး support ပေးကြည့်ရင်တော့ video လေးတွေကို VPN ခံကြည့်ပြီးအပိနိုင်ပါတယ်ရှင်။ problem solving skill ကောင်းမှုဆိုရင်ပြဿနာရင်းမြစ်ကိုမှန်မှန်ကန်ကန်သိဖို့လိုပါတယ်။ပြဿနာတွေကိုတကယ်လက်တွေ့ဖြေရှင်းပြီဆိုရင်မူလပြဿနာကိုမှန်မှန်ကန်ကန်သိဖို့လိုပါတယ်။ဒါကြောင့်ထင်မြင်ချက်တွေနဲ့အလောတကြီးမလုပ်ဘဲတကယ်ပြဿနာအစစ်မှန်ကိုသိရဖို့ ဒီပြဿနာနဲ့ပတ်သက်တဲ့လူတွေစီကနေသီချာနားထောင်မှုအရေးကြီးပါတယ်။သီချာမလိလာပဲ information အမှားတွေနဲ့အဓိက ပြဿနာကိုနားလည်မှုလွယ်ပြီးသိနေရင်မှန်ကန်တဲ့အဖြေလည်းရမှာမဟုတ်သလိုဖြေရှင်းနိုင်မှာလည်းမဟုတ်ပါဘူး။နောက်တစ်ချက်ကတော့အကြောင်းရင်းတွေကိုဆန်းစစ်ဖို့ပြဿနာဖြစ်ရတဲ့အကြောင်းရင်းကိုသိအောင်လုပ်ပါ။ဖြစ်ရတဲ့အကြောင်းရင်းကိုမှန်မှန်ကန်ကန်သိဖို့မိကိုများများမိဖို့လိုပါတယ်။မိကိုຫນွေရနေလဲဖြေရရှိတတ်ပါတယ်။ပြဿနာကဘယ်အစားရဲ့ ဘာကြောင့်ဖြစ်တယ်ဘလို့ဖြစ်တယ်ဆိုတာကိုသဘောပေါက်ဖို့ကအရေးကြီးဆုံးအဆင့်တစ်ခုပါပဲဖြစ်ရှင်းနည်းအမျိုးမျိုးတွေးဖို့ပြဿနာတစ်ခုမှအဖြေတစ်ခုတည်းရှိတာမဟုတ်ပါဘူးဖြစ်ရှင်းနည်းတွေအများကြီးရှိပါတယ်အိုက်ထရမှသစ်တော်ရဲ့အကောင်းဆုံးနည်းတွေကိုဆွဲထုတ်ပြီးဖြစ်ရှင်းရပါမယ်ဖြစ်ရှင်းနည်းတွေအမျိုးမျိုးတွေးဖို့ဆိုရင်ကိုယ်တိုင်ကအသိပညာဗဟုသုတရှိဖို့လည်းလိုပါတယ်ဘဟုတ္တအသိဉာဏ်ပညာနဲ့ပြည့်စုံမှုဆိုရင်စာအုပ်စာပေများများဖက်လည်လာပြီးလက်တွေ့အသုံးချဖို့၄င်းဖို့ ကိုထက်အတွေ့အကြုံများတဲ့သူတွေပညာရှိတဲ့သူတွေစီကနေလည်လာဖို့ကိုယ်တိုင်လက်တွေ့ကြုံခဲ့ရတဲ့ပြဿနာတွေကနေသင်ခန်းစာယူဖို့တခြားသူတွေရဲ့ပြဿနာတွေကိုလိုက်ကြည့်ကြည့်ပြီးသူတို့ဘယ်လိုဖြေရှင်းသွားလဲတကယ်လို့ဖြစ်လာနီးလန်းတွေကိုမှတ်သားထားဖို့လိုအပ်ပါတယ်တကယ်လို့ကိုကမကြုံဘူးလို့မြင်များတတမှန်မှန်ကန်ကန်တွေးနိုင်မှုစဉ်းစားဖို့ခက်ခဲနေတယ်ဆိုရင်ကိုကိုလက်မှန်ကိုရအောင်ညွှန်ပေးမယ်တကယ်ပညာရှိတဲ့ဆရာသမားတွေဝိုင်းရင်းတွေဆီကနေအကြံဉာဏ်ကောင်းယူပြီးဖြေရှင်းနည်းတွေယူဖို့လိုအပ်ပါတယ် ကောင်းဆုံးနီးလန်းတွေကိုရွေးချယ်ဖို့ဖြစ်ရှင်းနည်းအမျိုးမျိုးတွေကနေကိုယ်တွေထိရောက်မယ်ထင်တဲ့အကောင်းဆုံးနည်းတွေကိုရွေးချယ်ရပါမယ်။မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ထင်မြင်ချက်စိတ်ခံစားချက်နဲ့မဟုတ်ပဲအချက်လက်တွေပေါ်မူတည်ပြီးမတူညီတဲ့ရှုထောင့်ကနေမတူညီတဲ့အမြင်တွေနဲ့ပြင်းပြတတစဉ်းစားကြည့်ဖို့လိုအပ်ပါတယ်။နောက်ဆုံးအချက်ကတော့လက်တွေ့အကောင့်ထဲပေါ်ပြီးပြန်သုံးသပ်ဖို့ပြဿနာတစ်ခုဖြေရှင်းနိုင်မှုဒီတိုင်းစဉ်းစားရုံနဲ့မပြီးပါဘူးလက်တွေ့ဆန်းသက်ပြီးအကောင့်ထဲပေါ်ဖို့အသုံးချဖို့လည်းလိုပါတယ် ဖြင်းရှင်းနီးတွေကိုအသုံးချပြီးရင်လဲဒီတိုင်းလောက်တာနဲ့မပြီးပါဘူး။မှန်ကန်တဲ့ဖြင်းရှင်းနီးနဲ့တကယ်ရောဖြင်းရှင်းနိုင်ရင်လား။ပြဿနာပြည်လဲပြီးအဆင်ပြေရလားဆိုပြီးရက်လက်တွေကိုပြန်သုံးသက်ရပါမယ်။ဖြင်းရှင်းတာအလုံးမဖြစ်သေးရင်အမားတွေကနေသင်ခန်းစာယူဖို့ပိုကောင်းအောင်လိုအပ်တာတွေကိုထပ်ပြေဖို့လည်းလိုပါရယ်။ပြဿနာတစ်ခုဖြင်းရှင်းနိုင်ရင်ကိုယ့်အတွက် level တစ်ခုမြင့်ပြီးပညာလဲရစေပါရယ်။ ဒီလိုပြဿနာတွေမှန်မှန်ကန်ကန်နဲ့ဖြေရှင်းနိုင်လာရင်ကိုကအတွေ့အကြုံများလာပြီးတွေးခေါ်ကောင်းလာတဲ့အတွက်ဘဝမှာဘလို့အခက်ခဲပြဿနာတွေပဲကြုံကြုံထိရောက်မှန်ကန်တဲ့နည်းလမ်းတွေနဲ့အမြန်ဆုံးဖြေရှင်းနိုင်လာမှာပါဥပမာအနေနဲ့စဉ်းစားကြည့်မယ်ဆိုရင် online ပေါ်မှာဈေးရောက်နေ online shop လုပ်တယ်။တခြား online shop တွေကြရောင်းကောင်းနေ၊ကိုကြိုက် order မရဘူး၊ဈေးဝယ်မဲ့သူတွေမရှိဘူး။အဲ့ဒါဆိုရင်အကြောင်းရင်းကဘာဖြစ်နိုင်လဲ၊ဘယ်လိုဖြေရှင်းမလဲဆိုတာကို video လေးကိုရက်ပြီးအရင်ဆုံးတွေးကြည့်စဉ်းစားကြည့်ပါ။ ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကတော့ကိုတင်ရောင်းတဲ့ product တွေကဖြစ်နေအညီလူကြိမ်များတဲ့ပစ္စည်းတွေမရောင်းမဲ trend မဟုတ်တော့တဲ့ပစ္စည်းတွေရောင်းနေမိတာလားဥပစ္စည်းက quality မကောင်းလို့လားဒါမှမဟုတ်အမျက်အများကြီးယူထားပြီးဈေးရမ်းကြီးနေလို့လားကိုကကို product ကြော်ညာဖို့လူတွေဝယ်ချင်လာအောင်စိတ်ဝင်စားအောင်ရင်ထဲထိမဲ့ကွန်းနဲ့တွေဖန်တီးဖို့လိုနေတာလား ဥစီကို customer တွေလာဖို့ဆိုရင်ပစ္စည်းနဲ့ပတ်သက်တဲ့ကြည်တောက်ရှင်တဲ့ပုံတွေဗီဒီယိုတွေတင်မှ customer တွေကအဲ့ကနေဝယ်ခြင်းစိတ်ဖြစ်လာပြီးကိုယ်စီလာကြမှာပါဒါကြောင့်မှုံွားပြီး quality မကောင်းတဲ့ပုံတွေဗီဒီယိုတွေကိုတင်မိနေတာလားကိုတင်တဲ့ပစ္စည်းတွေကိုကြည့်တဲ့သူနဲ့ပြီးဝယ်မဲ့သူမရှိဘူးကိုရောက်မဲ့ product နဲ့ပတ်သက်ပြီးစိတ်ဝင်စားမဲ့လူတွေစီမများရောက်ဖို့ marketing ဆင့်ဖို့လိုနေရလားပစ္စည်းကောင်းကြောင်းအဆင်ပြေကြောင်း review တွေမရှိသေးတော့ယုံကြည်တဲ့သူတွေနဲ့ပြီးလာမဝယ်ကြတာလား discount promotion တွေပေးပြီးကြော်ညာဖို့လိုနေတာလားဒီလိုမျိုးအကြောင်းရင်းတွေရှာဘသူညီတဲ့ထိရောက်တဲ့နီလန်းတွေရှာပြီးစမ်းသပ်ပြီးဖြည့်ရှင်းရပါမယ်ဖြည့်ရှင်းပြီးရင်လည်းလက်တွေ့မှာအလုပ်ဖြစ်ရလားဒီထက်ပိုကောင်းအောင် လုပ်ငန်းအမြဲတိုးတက်နေအောင်ဘလူတွေထက်လုံမလဲဆိုတာတွေကိုအမြဲအစီစဉ်ဆွဲပြီးလက်တွေ့လုပ်နေရပါမယ်လူများနဲ့ပြောဆိုဆက်သွယ်ပြီးအလုံးလို့ရလေလေတင့်အတွက်အတိတ်တော့ပြဿနာတွေပူပွားလာလေပဲဖြစ်ပါတယ်။ ဒီလိုပြဿနာတွေကိုများများထိတွေ့ရလေလေပြဿနာဖြေရှင်းနိုင်တဲ့သူ problem solver တယောက်ဖြစ်လာပြီးသင်ရဲ့တွေးခေါ်မှုစွမ်းရည်ပိုကောင်းလာပြီးနေ့စဉ်လက်တွေ့ဘဝမှာပြဿနာတွေကိုဖြေရှင်းနိုင်စွမ်းအားလည်းကောင်းလာမှာပါဒီဗီဒီယိုလေးကအကျိုးရှိစေတယ်ဆိုရင်ကုမန့်လေးမှရေးပြီးမျှဝေခဲ့ပါအောင်နော်ဘတ်တိုင်းဗီဒီယိုအစ်စ်လေးတင်သိနိုင်မှုအတွက်ဒုတိခေါင်းလောင်းလေးကိုနှိပ်ထားလို့ရပါတယ်အခုလိုအချိန်ပေးပြီးနားထောင်ပေးတဲ့သူတိုင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်